လာပါမိတ်ဆွေဒီနေ့ဟာဒီဇင်ဘာနှစ်ရက်နေ့ဖြစ်ပါတယ်ဆောင်းရာသီရောက်လာတဲ့အခါညတာရှည်ပြီးနေ့တာတူတက်ပါတယ်အမောင်ထုကပို့ပြီးကြီးစိုးလာတယ်လို့ခံစားရပါကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းတချို့လူတွေဟာနေကင်းကြောင်တောင်မှသွားလာနေပြီမဲ့စိတ်နှလုံးထဲမှာတော့ကမ်းမမြင်လမ်းမမြင်အမောင်ထဲရောက်နေတယ်လို့ခံစားနေရတတ်ပါတယ် စီးပွားရေးအဆင်မပြေမှုမိသားစုပြဿနာယောဂဝေဒနာတွေကြောင့်ငါဘဝတော့မဲမောင်သွားပါပြီလို့ညီးသွားနေရတဲ့သူတွေရှိမလားဒီနေ့ကျွန်တော်သတင်းကောင်းတစ်ခုပြောချင်ပါတယ်အမောင်ထုဘလောက်ပဲနဲ့ဆိုင်ပါစီအဲ့ဒီအမောင်ထုကိုဖြိုခွင်းနိုင်တဲ့အလင်းတန်းကြီးတစ်ခုဒီကဘာပေါ်ကိုရောက်လာခဲ့ပါပြီဒီအကြောင်းကိုဒီနေ့ဝင်ကားချင်ပါတယ်ပထမဆုံးတမန်ကျမ်းစာကိုဖတ်ကြည့်အောင်ဟေရှာယအနာဂတ်ကျမ်းခန်းကြီးကိုအငယ်1ထဲမှာမောင်မိုက်၌ ရှောက်သွားသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရကြပြီ။တေမီးအိတ်လွမ်းမိုးသောပြည်၌နေသောသူတို့အပေါ်သို့အလင်းပေါ်ထွန်းလေပြီ။ဒီတမန်ကျမ်းစာကို ရေးတဲ့အချိန်မှာဣသေလလူမျိုးတွေဟာစစ်ဘေးစစ်တမ်းတွေတိုင်းပြည်ပျက်စီးမှုတွေနဲ့အလွန်ခက်ခဲနေတဲ့အချိန်ဖြစ်တယ်။သူတို့ရှိစေရမယ့်လမ်းပြောင်းနေတယ်ဖျားသခင်ငါကိုစွန့်ပစ်လိုက်ပြီလားလို့တန်တရာဝင်နေကြတယ် ဒီနေ့ခေတ်လူတွေလည်းအတူတူပါပဲမှောင်မိုက်၌ရှောက်သွားသည်ဆိုတာလမ်းပြောက်နေတာကိုပြောတာပါဘာလို့ရမှန်းမသိဘသူကိုအားကိုးရမှန်းမသိဖြစ်နေတာပါတေမင်းအိတ်လွမ်းမိုးတယ်ဆိုတာကြောက်ရွံ့ခြင်းကိုပြောတာပါမနဲ့ပြန်အတွက်စိုးရင်ပူပန်ပြီးအိတ်မပျော်နိုင်ဖြစ်နေတာပါဒါဟာအမောင်ထုပါပဲဒါပေမဲ့ပရောဖက်ဟေရှာယကအ အဲ့ဒီ amount အဲမှာပဲဏီကုံးချုပ်မသွားပါဘူးကြီးစွာသောအလင်းကိုမြင်ရကြပြီလို့ကြွေးကြော်ခဲ့တယ်အဲ့ဒီအလင်းကဘသူလဲအဲ့ဒီအလင်းကနေမင်းကြီးမဟုတ်ပါဘူးလာမင်းကြီးမဟုတ်ပါဘူးအဲ့ဒီအလင်းကသခင်ယေရှုခရစ်တော်ဖြစ်ပါတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးရှိအငယ်၁၂မှာသခင်ယေရှုကငါသည်ဤလောကဤအလင်းဖြစ်၏လို့မိန့်တော်မူခဲ့တယ်။မိချစ်ဆံမိလောက်ဖျောင်းနိုင်မိလောက်နဲ့တင့်ဘဝရဲ့အမောင်ထုကိုမဖြိုခွင်းနိုင်ပါဘူး။သခင်ခရစ်တော်သည်ဟူသောကြီးစွာသောအလင်းဝင်လာမှသာတင့်ရဲ့စိတ်ပြတ်အားငယ်မှုတွေပျောက်ကွယ်သွားမှာဖြစ်ပါ အမောင်ထဲမှာရှိနေတဲ့သူက ကိုကိုကိုမကယ်နိုင်ဘူးအပြင်ကအလင်းတစ်ခုဝင်လာဖို့လိုတယ်ခရစ်စမတ်ဆိုတာအဲ့ဒီအလင်းတန်းကြီးကဘာကြီးတဲ့ကိုထိုးပေါက်ဝင်ရောက်လာခြင်းဖြစ်ပါတယ် ကျွန်တော်မေးခွန်းတစ်ခုမေးချင်ပါတယ်အခန်းတစ်ခန်းကအယမ်းမောင်နေတယ်ဆိုပါစို့အဲ့ဒီအမောင်ကို မောင်းထုတ်ဖို့အမောင်နဲ့တိုက်ခိုက်နေစရာဓမျက်စည်းနဲ့လှဲထုတ်စရာလိုသလားမလိုပါဘူးမိခလုတ်ကိုဖွင့်လိုက်တာနဲ့အမောင်ထုတ်ဟာချက်ချင်းထွက်ပြေးရပါတယ်အလင်းနဲ့အမောင်ဟာအတူတူရှင်တွဲနေလို့မရပါဘူးအလင်းရောက်လာရင်အမောင်ထုတ်ကဒူးထောက်ရတယ်ထွက်သွားရတယ်ဒီနေ့ကျွန်တော်ပြောတဲ့အတန်ကိုကြားနေရတဲ့မိတ်ဆွေတို့တင့်အိမ်မှာကျမ်းမာရေးမကောင်းတဲ့ အမောင်ထုရှိနေလားတင့်စီးပွားရေးမှာအကျွေးတင်တဲ့အမောင်ထုရှိနေလားတင့်စိတ်ထဲမှာစိတ်တက်ကြတဲ့ဝိညာဉ်ဆိုးအမောင်ထုရှိနေလားသခင်ယေရှုခရစ်တော်ဆိုတဲ့အလင်းကိုဖွင့်လိုက်ပါအရှင်သောဝိညာဉ်တော်မိကိုတင့်နှလုံးသားထဲမှာတောက်လောင်စီလိုက်ပါ ဖျားသခင်ရဲ့အလင်းရောက်လာရင်ဝမ်းနေခြင်းကဝမ်းမြောက်ခြင်းဖြစ်သွားမယ်။ချိန်ချင်းကကောင်းကြီးဖြစ်သွားမယ်။ဘာကြောင့်လဲဆိုတော့အလင်းဟာအရာအားလုံးကိုပြောင်းလဲစေနိုင်သောကြောင့်ဖြစ်ပါတယ်။ကဘာကြီးကအမောင်ထုနဲ့ဖုံးလွှမ်းနေပါစေ။တခင်ခရစ်တော်ကိုပိုင်ဆိုင်သောသူများကတော့အလင်းထဲမှာရှောက်လန်းရမှာဖြစ်ပါတယ်။ဒီဇင်မာလာ၂ရက်နေ့ကနေစပြီးတင့်ဘဝဟာမေးမိန်သောမီးစာမဟုတ်တော့ပဲတောက်လောင်သောမီးရှူးတစ်စောင်ဖြစ်လာရမယ်။ဖယောင်းသခင်ကမျော်လင့်ချက်မဲ့နေသူများအတွေ့ ွက်သခင်ခရစ်တော်ကိုအလင်းအဖြစ်စေလို့ခဲ့ပြီးဖြစ်ပါတယ်။ထိုအလင်းကိုလက်ခံလိုက်ပါ။ဒီနေ့ကိုဘွားကိုပြန်ကြည့်ပြီးကျွန်တော်ရဲ့ရှိရေးကမဲမောင်နေတယ်။ထွက်ပေါက်မတွေ့ဘူးလို့ခံစားနေရရင်တင့်အတွက်သတင်းကောင်းရှိပါတယ်။သခင်ယေရှုကတင့်ကိုအလင်းပေးခြင်းနေပါတယ်။အခုဒီဗီဒီယိုကြည့်နေရင်တင့်ရဲ့မောင်မိုက်နေတဲ့စိတ်နှလုံးထဲကိုသခင်ယေရှုအလင်းဝင်လာဖို့ဆန္ဒရှိရင် comment မှာအလင်းလို့ ရေးပေးပါတင့်အတွက်ကျွန်တော်ဆုတောင်းပေးမယ်။ကောင်းကင်ဘုံရှင်အဖဖခင်သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဤဗီဒီယိုကိုကြည့်ရှုနေသောသူတဦးစီတိုင်းဤအသက်တာထဲသို့ကိုရောဤဘုံတော်အလင်းတက်ရောက်ပါစေ။သူတို့၏စိတ်နှလုံးကိုဖုံးလွှမ်းထားသောစိုးရိမ်ပူပန်ခြင်းအမောင်ထုယောဂဝေဒနာအမောင်ထုစီးပွားပျက်ခြင်းအမောင်ထုမှန်သမျှကိုနာဇရက်မြို့သားသခင်ယေရှုခရစ်တော်၏နာမတော်အဖြစ်ကျွန်ုပ်အမိန့်ပေးမောင် ထုတ်တယ်။အမောင်ထုထွက်သွား။ယနေ့မှစ၍ကိုရောဤသားသမီးတို့သည်ရှင်လင်းသောလံခီးကိုမြင်ရပါစေ။ဝိညာဉ်တော်ဤမိတောက်အဖြစ်လံခီးကိုလင်းစေတော်မူပါ။သခင်ယေရှုနာမ၌ဆုတောင်းကောင်းချီးပေးလိုက်ပါ၏အဖဖခင်။အာမင်။